အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ VNN မျိုးတွေကြိုက်ကြတဲ့မုံချိုကလေးတစ်ခုဖြစ်တဲ့ Cameroon ခေါ်ဆန်ရက်လုံနီးလေးကိုကြောက်ပြီးသွားချင်တာဖြစ်ပါတယ်လုံနီးလေးကလွယ်ကူရွှင်ပြီးရောအကောပါဆန်နဲ့နေရမုံချမရွေအတွက်လည်းညီညွတ်ရတာလည်းရှိပါတယ် So yummy. Okay, let's get started. ပုံပစ္စည်းအနေနဲ့ကကောင်းရင်းဆန် တဆိတ်ခေါ်မုံမရတွင်တုံတော်မို့လို့တာဝဲတစ်တူပဲဖြစ်ပါတယ်။အရင်ဆုံးဆန်ကိုတက်စီအောင်စေပါတယ်။တဆိတ်ခေါ်ရီစပေါ်နှလုံးကိုညက်တီတီချစ်ချစ်ပေးပါတယ်။တာဝဲကိုစားရီစိန်ပြီးရောမပြောရွက်ပေါ်မှာဖုံးနဲ့ပိုးမများကိုတန့်စင်ပေးပါတယ်။ဒီတော့ဆံမြောက်ကိုအိုးရဲတွင်မပြောရခံပြီးတော့ထဲပါတယ်။အိုးအချီမှာဂျူးမကန်အောင်လို့ပါ။ ပေါင်းအာမှာမီးမီးမီးနဲ့မိနစ်40ထက်ကြောင်ပေါင်းပေးပါရစေ။ပြီးရင်တော့ပေါင်းထားတဲ့ဆမ်မုံမှာခုနကထောင်းထားတဲ့တစိဖို့ yeast အမုံတွေကိုနှံ့နေအောင်ဖြူပေးပါရစေ။ပိနံသွားအောင်လို့ဆံကိုနှစ်ပိုင်းခွက်ပြီးတော့အပေါ်အောက်ထပ်ပေးထားလိုက်ပါရစေ။ ့ဆိုရင်တော့စတင်ပြီးကိုလိုချင်တဲ့ပုံစံအတိုင်းစတင်တဲ့ဝယ်ဖြစ်အောင်ပြင်ဆင်လို့ရပါပြီ။မုံလုံးတစ်ခုချင်းစီကိုငပြောဘက်အသေးလေးနဲ့ပတ်ပေးပါလေ။မပြောရကအစိုးရကိုထိညီပေးပြီးရောသူစီကတဘာဝအနံ့နဲ့ရင်းနှံ့တို့ကမုံလုံးရတာကိုပုံပုံကောင်းမွန်စေပါရဲ့။ ဒါကတော့ပထမနေ့ရလက်ပုံဖြစ်ပါတယ်။သူ့ကိုအခန်းဘူးချိန်မှာနေရတည်တည်ထားပါမယ်။ဒုတိယရက်ဆိုရင်ဖြင့်အခုလိုမျိုးဆန်ရွက်လေးရစတင်ထွက်ပေါ်နေပါပြီ။ဒါကတော့ပြစ်လိုက်ရတဲ့တကူပါမကောင်းတဲ့မျိုးတွေတက်လာတယ်ပေါ့နော်။တရားခင်ကတော့တမရီချာပါ။ is ကောင်းကောင်းအလုပ်လုပ်နိုင်မှုအခုချိန်သေချာမရလို့ပါ။ရထားပြီးတော့ငပြောရွက်တွေကိုဖြာပြီးတော့နောက်ထပ်တရက်ထပ်တာပြပါရစေ။ တယ်ခုဆိုရင်တော့အနံ့ရတာနဲ့ပြည်စုံတဲ့ Camru ခေါ်ဆိုင်ရွက်ကိုစတင်စတင်လုပ်ရပါပြီချာချာထားခံခြင်းနဲ့ရေကိတတာရဲ့မှာမခဲသောတမီချာနဲ့တပတ်တီထားလို့ရပါတယ်ဒါရော်တန်နဲ့မှာဆီယာမဆက်ဆရီတက်စ်လုပ်မယ်ဆိုလို့ rice ball ၆လုံးနဲ့အေးနေနေဖွဲ့ပေးရပါတယ် င်းစားပြီးနိုင်မှရေးတောက်ပေးရပါတယ်။ရတာရရောပြီးတော့ရလက်မတဲပြမဆုလို့ပါ။ဒါတော့အကိုရောမကြိုက်တဲ့ကိုရဲ့ reaction လေးပါ။မှန်တိုင်းပြောရရင်တော့နည်းနည်းလေးပြင်ပါတယ်။ကဲအခုကတော့ pH test ပါ။အာအချင်းတက်ဘယ်လောက်ရှိမရှိစစ်ပေးရပါ။ ားကတော့ Brick Test ပါ။ကြားရခိုင်တော့ဘလောက်ရှိမှရှိစစ်တာပါ။ကိုရီမုံကတော့40ကျော်ပြီးတော့ချိုးရထဲပါပါတယ်။နောက်ဆုံးကတော့ Echo Percent ဘလောက်ရှိလဲဆိုတာကို Testy Bottle မှာတက်သုံးပြီးတော့တိုင်ပါတယ်။ ဆီယမကလုံနေရစာဆုံးပြပေးပါတယ်။စကားတန်းတော့တော်တန်းလို့မကွက်အောင်တခြားလေးယူဆိုင်ခဲ့ရပါတယ်။ကဲခုဆိုရင်တော့လူချင်းမင်းတို့လည်းအိမ်မှာအလွယ်တကူလိုက်လုပ်ဆန်းနိုင်ပြီလို့မျှော်လင့်ပါတယ်။ ဆောင်းထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လုပ်ပေးတော့မမေ့ပါနဲ့နော်